မင်းသားတွေထုံတာတဲ့စတုံးလက်ထက်ပါလာတဲ့တန်လျဲနဲ့စတုံးဆံပင်အရင်ကနေပြီးတော့စတုံးထုံထားတဲ့အတိုင်းဆံပင်အရင်ကနေဖြတ်လိုက်တဲ့အခါကျတော့ဒုစရင်ကပြန်ပြီးတော့ပြေကျမသွားပဲနဲ့ကော်နက်ကတ်ထားသလိုထုံထားတဲ့အတိုင်းဆံပင်ကနေပြီးမို့မို့ဆုစုချွန်ချွန်ကလေးဖြစ်ပြီးတော့နေတယ်ဆံတုံးအရင်ကနေပြီးတော့ဖြတ်လိုက်တာအဲ့ဒီချွန်လေးဟာလက်နှစ်သစ်ပမာဏလောက်ရှိတယ်ပေါ့ အဲ့ဒီလက်နဲ့တက်လောက်ပမာဏရှိတဲ့ဆံပင်ရဲ့ဖိတ်ဖိတ်တောက်နေတဲ့အနဲ့ရောင်ကိုပါထက်သွင်းပြီးတော့ဘဘူးဆရာတွေကမြတ်စွာဘုရားရဲ့ခေါင်းကဆံပင်ကိုတဒံယူပြီးတော့ထုတဲ့အခါဘာဖြစ်နေလို့ဆိုစတုံးလေးလို့ဖြစ်နေအမှန်ကတော့စတုံးမဟုတ်ဘူးခုခေတ်လူတွေနော်ကော်နက်ကပ်ပြီးတော့အပေါ်ကလေးတွေအပေါ်မှာကပ်ပြီးဆံပင်ထောင်းတယ်လို့ထောင်းထားတဘာဝထောင်းတာခုခေတ်ကတော့အဲ့ဒါဆေးနဲ့ထောင်းထားတယ်နော် တချို့တော့မြင်းအောင်တောင်ထောင်းနေတယ်အခုဘုရားလောင်းကတော့သဘာဝကိုကသဘင်ကပြေးကြမသွားပဲနဲ့ထောင်းနေတယ်အဲ့ဒီလိုဖြတ်လိုက်တဲ့သဘင်ဟာတသက်လုံးပြန်ပြီးတော့ဒီတဲ့ရှေ့တက်ပြီးတော့မလာဘူးလက်နှစ်သက်ပမာဏရှိတယ်စံမုတ်စိတ်တွေကလည်းထိုလက်နှစ်သက်နဲ့လိုက်လျောညီတဲ့ရေးရေးလောက်ပဲရှိတယ်မုတ်စိတ်ဖာရနှကမ်းမွေးကာယကြီးမပါဘူးနော်ရေးရေးလေးပဲဘုရားလောင်းတော့ အဲ့ဒီလိုသမုတ်စိတ်ကိုပယ်ပြီးတော့ကဘာဥကတကြာဘူးတဲ့ကရပြီဇမာကြီးတွေတိမ့်ထားတဲ့သင်္ကန်းနဲ့ဝိဆုံတွေကိုဝုတ်ယုံပြီးတဲ့အခါသတိကလေးကိုလွယ်မင်းသားဝတ်တွေကိုထုတ်ထဲထုတ်ပြီးတော့ဆန္ဒကိုပြန်ပြီးတော့အမိန်ပေးတယ်ကမင်းတရားနေပြီပြန်တော့ဆိုတော့ဆန္ဒကသူလည်းဝကြီးငယ်ပြုရင်သင်္ကန်းဝတ်ပြီးလိုက်ပါမယ်လို့တောင်းဆိုသေးတယ်မင်းလိုက်လို့မဖြစ်ဘူးတဲ့ အိမ်ကိုပြန်ပြီးတော့ပြောအောင်နဲ့တရင်ပြန်ပို့လိုက်တယ်ဆိုပြီးတော့ဆန္ဒနဲ့စကားပြောနေတာကိုကြားရတဲ့ကနကမြင်းကြီးရတယ်ဒီအတန်နေကြတော့ငါတို့ခွဲရတော့မှာဆိုပြီးတော့ဝမ်းနဲ့ပတ်နဲ့ဖြစ်တယ်